မစ်ဂရန်ဖွဲမှာအသေးစုငင်ကြောင့်ထမင်းငတ်သွားတဲ့ဂျီဂီဆိုဖီယာအတွက်ဝမ်းနည်းနေရတဲ့မရန်ဆိုင်တော်ပရိသတ်များအားလုံးမင်္ဂလာပါရှင်မစ်ဂရန်အင်တာနက်ရှင်နယ်2025ပြိုင်ပွဲကြီးမှာမြန်မာကိုစားပြုဂျီဂီဆိုဖီယာတယောက်ကတော့နိုင်ငံတကာမှာမျက်နှာငယ်ပြီးတော့ညစာထမင်းငတ်သွားခဲ့ပါပြီပိုပြီးတော့လူပြောစရာဖြစ်စေခဲ့ရတာဒီကိစ္စရဲ့နောက်ကွယ်မှာမနေ့ကအလမဲ့အသေးစုငင်ရဲ့အရေးအမဲကြီးကလွမ်းမိုးနေပြီးတော့ National Director ဖြစ်တဲ့မရန်ဆိုင်တော်ကိုရိုင်းကသူ့ရဲ့တပည့်မလေးအတွက်လူသိရှင်ကြောင်းဝမ်းနည်းကြောင်းရှင်းပြပြလာခဲ့တာပါ ကိစ္စရဲ့အစားကတော့ MGN အဖွဲ့အစည်းကပြန်ပွဲမစခင်မှာကျင်းပတဲ့ Free Arrival Top 5 Voting ကနေစတင်ခဲ့ပါတယ်။ဒီ Voting မှာအနိုင်ရတဲ့အလမယ်၅ယောက်ဟာ MGN ရဲ့ CEO ဖြစ်သူ Mr. Nawan နဲ့အတူအထူးညစာစာပွဲ Exclusive Dinner ကိုတက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။ဒါဟာပြန်ပွဲရဲ့အစောပိုင်းကာလမှာ CEO နဲ့ရင်းနှီးမှုတည်ဆောက်ခွင့်ရမယ်။သူ့ရဲ့မျက်စိထဲမှာထင်ထင်ပေါ်ပေါ်ဖြစ်စေမယ်။တကယ်ကိုအဖိုးတန်တဲ့အခွင့်အရေးတစ်ခုပါ။ဒါပေမဲ့ဝန်ထမ်းစရာကောင်းတာကမြန်မာပြည်သက်တွေရဲ့ Voting အားပေးမှုလုံးဝမရရှိခဲ့တဲ့ အခြေကြီးဆိုဖီယာတယောက်ကတော့ဒီ top 5စီရင်ထဲမှာပါဝင်ခဲ့ခြင်းမရှိပါဘူး။အဲ့ဒီအတွက်အလှမဲ့အခြေကြီးဆိုဖီယာကထမင်းငတ်တယ်ဆိုပြီးတော့တင်စားခေါ်ဝန်နေကြတာပါ။ တကယ်တရားခံအစီအကတော့မနေ့ကသဲဆူငိန်နဲ့မစ္စတာနဝဲတိုးရဲ့ပြဿနာကမြန်မာပြည်သက်တွေရဲ့ရင်ထဲမှာအခဲမကြီးသေးတဲ့အတိုင်းအားဖြင့်ကြန့်ရှိနေလိုပါပဲပြည်သက်တွေမှတ်မိကြမှာပါ2024ခုနှစ်တုန်းကသဲဆူငိန်ပြန်ပွဲဝင်ချိန်မှာမြန်မာတနိုင်ငံလုံးကသူ့ကိုဘယ်လိုအားပေးခဲ့ကြသလဲဆိုတော့ဗော်ဒီမှာဆိုရင်တခြားနိုင်ငံတွေနဲ့အပြတ်အသတ်ကိုဖြတ်ကျော်ပြီးတော့အမြဲတမ်းနံပါတ်1နေရာမှာပဲရှိနေခဲ့တာပါဒါပေမဲ့နောက်ဆုံးမှာတော့ Mr. Network ကသဲဆူငိန်ကို Second Runner S ဆိုတဲ့နေရာကိုသာပေးခဲ့ပြီးတော့ မကြခင်မှာပဲအသေးအဖွဲအကြောင်းပြချက်တွေပြပြီးတော့တရက်ဖူကိုပြန်သိမ်းခဲ့တဲ့အထိအောက်တန်းကြားတဲ့လုပ်ရက်တွေကိုလှုပ်ဆောင်ခဲ့ပါတယ်။ငါတို့တွေဒီလောက်ထိပတ်စံရောအချိန်ရောမြစ်တာတွေရောပြီးပြီးတော့အားပေးခဲ့သမျှတွေက နောက်ဆုံးတော့အလကားပဲမြမဆိုပြီးအနေခံရတာပဲဆိုတဲ့ခံစားချက်ကပြည်သက်တွေရဲ့ရင်ကိုစောင့်ကန်လိုက်တယ်လို့ပါပဲ။ အရင်အချိန်ကလေးကမြန်မာပြည်သက်တွေဟာ Mr. Nawan နဲ့ MGN ဖွဲ့စည်းပုံမှာအကြီးအကျယ်စိတ်နာနေခဲ့ကြတာပါ။အရင်အညိုတေးတွေကပဲဒီနေ့မှာပေါက်ကွဲထွက်လာခဲ့ပါတယ်။ဒီနေ့ရဲ့မြန်မာကိုစားပြု JK Sophia ဆိုတာဘလို့မှ short တွက်လို့မရတဲ့ပြိုင်ပွဲဝင်တယောက်ပါ။သူကအင်္ဂလိပ်စာဆရာမတစ်ယောက်ဖြစ်ခဲ့ရာကြောင့်သူရဲ့အင်္ဂလိပ် fluency နဲ့ essence ကနိုင်ငံတကာစင်မြင့်အတွက်အပြစ်ပြောစရာမရှိပါဘူး။ လူမှုဆက်ဆံရေးမှာလည်းအရန်သွက်လက်ပြီးတော့လူချင်းလူကင်လည်းပေါင်းများပါတယ်။ပြန်ပွဲအတွက်လည်းဗတ်ပေါင်းစုံကနေအားနည်းချက်မရှိအောင်ပြင်ဆင်လာခဲ့ရပါဒါပေမဲ့ကန်ဆိုးကျင်တော့သူကအရေးချင်းအပြင်းနဲ့အချိန်ကာမကောင်းမှရောက်ရှိလာခဲ့တာဖြစ်နေပါတယ်။ မြန်မာပြည်သူတွေက JK Sophia ကိုမောင်းလို့မဟုတ်ဘဲ Mr. Network ကိုစိတ်နာနေရကြောင်းဘသူပဲသွားပြိုင်ပြိုင် Network ကမြန်မာကိုနေရာပေးမှာမဟုတ်ဘူးငါတို့လည်းသူ့ကိုပတ်စံတပြားမှမပေးနိုင်ဘူးဆိုတဲ့သဘောထားနဲ့ Voti ကိုသပိတ်မှောက်နေကြတာပေါ့ဒီအချိန်လေးမှာအလုံးကကိုယ်နိုင်ငံကိုစားပြုလေအတွက်စိတ်မကောင်းဖြစ်နေကြသလို National Director ဖြစ်တဲ့ Maran Sino ကိုရင်ကလည်းသူ့ရဲ့လူမှုကွန်ရက်မှာကိုယ့်ရဲ့တပင်းမလေးဒီလိုအခွင့်အရေးကောင်းတစ်ခုနဲ့လွဲချော်သွားတဲ့အတွက်အရန်ကိုစိတ်မကောင်းဖြစ်ရပါတယ်ဆိုတဲ့သဘောနဲ့ရင်ဖွင့်ရေ ေးသားခဲ့ပါတယ်။ဒါဟာသူတို့အနေနဲ့ပြိုင်ပွဲအတွက်ဘလောက်ထိမျှော်လင့်တကြီးနဲ့ပြင်ဆင်ခဲ့ပြီးတော့အခုလိုပြိုင်သက်တွေရဲ့အားပေးမှုမရတဲ့အခါမှာဘလောက်ထိစိတ်ပြတ်အားငယ်နေရမလဲဆိုတာကိုဖော်ပြနေတယ်လို့ပါပဲ။နောက်ဆုံးမှာတော့ဒီကိစ္စဟာမစ္စတာနဝဲရဲ့မတရားမှုတွေအပေါ်ပြိုင်သက်ကဆင်နွှဲလိုက်တဲ့တိတ်ဆိတ်တဲ့ဒေါ်လာရေးတစ်ခု ဖြစ်လာပြီးတော့အဲ့ဒီဒေါ်လာရေးအကြောင်းမှာအပြစ်မရှိတဲ့အရေးချင်းအပြစ်နဲ့စူးစမ်းနေရှာတဲ့ JK Sophia တယောက်ကြားညက်သွားခဲ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြည်သက်တွေရဲ့သဘောထားကိုလည်းသိချင်ပါတယ်။ Mr. Nawak ကိုသင်ခန်းစာပေးဖို့အတွက်ကိုယ်နိုင်ငံကိုစားပြုအလှမယ်လေးကိုဒီလိုမျိုးမျက်ကွယ်ပြုထားလိုက်တာကတကယ်ပဲမှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုလို့ထင်ပါသလား။ဒါမှမဟုတ်ကိုယ်နိုင်ငံသားချင်းချင်းနိုင်ငံတကာမှာအားငင်ရအောင်မလုပ်သင့်ဘူးလို့မြင်ပါသလား။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပေးပါအောင်နော်။ကျေးဇူးပေးရတော့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။